မိတ်ဆွေတို့မင်္ဂလာပါခင်ဗျာအခုဒါနောက်တစ်ဖိုက်မှာဆက်ပြောပြတာပါအဲ့လိုနဲ့ကိုရင်လေးကတရက်နဲ့တရက်နီးလဲနီးလာရောသူ့ရဲ့မိုးကျွတ်ပြင့်မဲ့ရက်စွဲက ခုနှစ်ပြည့်တော့မှာပြည့်တော့မှာနဲ့သူ့မှာစိတ်မချမ်းမသာဖြစ်ပြီးတော့စေတဝင်ကြောင်းတိုက်လို့ပြောခဲ့တာပေါ့နော်ဒါဆရာတိခဲ့တဲ့တမိုင်းအရာစေတဝင်ကြောင်းတိုက်မှာသူစင်ဟိုအကြီးကြီးအခုခေတ်ကာလနဲ့ပြောမယ်ဆိုလို့ရှင်တော့ဒီလိုစင်ဟိုတွေနဲ့နဲ့ရှားပါလာပြီးကျွန်တော်တို့ဒီ တယတိနတ်တို့ဘာတို့ပေါ့နော်ဒီမမန်းသီးတို့ဘာတို့စာရဲစိန်ပြီးတော့နတ်တဲ့စင်းအိုးတွေရှိတယ်တချို့ကုံတယ်ကုံတယ်လောကမှာယက်တည်တဲ့လူတွေထက်မှအခုခေတ်မှာရှိကြတယ်အဲ့လိုစင်းအိုးကြီးနေမှာပေါ့နော်အဲ့ဒီစင်းအိုးကြီးအကြီးကြီးထက်မှာဒီကိုရင်လေးကကြောက်လို့ပုန်းနေတာပုန်းနေတာနေပြီးတော့မှမြတ်စွာဘုရားကရွှေညံတော်ရှင်ဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားကတိနေတယ်ဒီကိုရင်လေးပျောက်နေပြီ အဘက်ကြောင့်လဲဆိုတာမျိုးကိုဖြစ်လာတဲ့ပတ်မှာចောင်းပတ်မှာပေါ့နော်ဒီစေတဝင်ចောင်းပတ်မှာအရှာဒီယဟန်တန်ငါတွေကိုပေါ့အဲဒီကုံရင်လေးကနော်ရှာကြပေါင်းဘယ်သွားနေတော့ကြောက်နေတဲ့ရှာကြပေါင်းဖြစ်တဲ့ခါကျတော့ဒီတန်ငါတွေထဲကမှကိုရင်လေးကစင်ဟိုထဲမှာပုံနေတာကိုတွေ့သွားတယ်တွေ့သွားတဲ့ခါကျတော့မြတ်စွာဘုရားရှင်ကအကုန်တည့်ရနော်တည့်ရသားနဲ့ဒါ အချားတန်ရတယ်တိရဖို့ဆိုပြီးတော့မေးလိုက်တာအဲကိုရင်လေးအချစ်သားတော့အဖက်ကြောင့်ဒီလိုစင်ုံထဲမှာပုံနေတယ်လေပေါ့နော်ဆွန်းခတ်မကြွဘူးလားဆွန်းမဖုံဘူးလားမေးခွန်းနေလောက်တာပေါ့အဲ့ဒီချိန်မှာဒီကိုရင်လေးကမြတ်စွာဘုရားရှင်ကိုရှောက်တင်လိုက်တာတင်ပါအချစ်နော်တပည့်တော်မှာပေါ့နော် ဖရာမြတ်စွာဘုရားတပည့်တော်မှာပေါ့ဒီလိုမျိုးကာဝလမိုင်းဗေဒင်ဆရာကဗေဒင် ဟောခဲ့တယ်တပည့်တော်သည်ဘယ်နှစ်ဘယ်အချိန်ခါမှာ၁၂နာရီထိုးတဲ့အချိန်မွန်းတက်ချိန်မှာမိုးကြွပစ်ပါမယ်အဲ့ဒါတပည့်တော်အသက်ချမ်းသာခွင့်မရှိဘူးသေဆုံးရမယ်လို့ဟောထားပါတယ်လို့ပြောတဲ့အချိန်မှာမြတ်စွာဘုရားရှင်ကတခွန်းပဲတခါတည်းရတရားပေးလိုက်တာအစ်စ်တမတေရအသက်ဆုံးချုံခွင့်မရှိစေရ ထိုင်းလက်ခုနလက်ကိုထိုင်းရွက်ခုနရွက်ကိုစီပြီးမှ၎င်းထိုင်းရွက်ခုနရွက်ပေါ်မှာနော်မိမိဤခုလာရက်တကရစ်ကိုရေးပြီးကိုရင်လေးရဲ့ဘွဲတော့တမိုင်းမှာတော့ဆရာလေးလာလာတော့ကိုရင်လေးရဲ့ဘွဲတော့မတိကြရဘူးနော်အဲ့တော့ကိုရင်လေးရဲ့ဘွဲတော့ကိုရေးပြီးမှအသက်120ရှေးစေတော့ဆိုပြီးတော့ရေးလိုက်ရေးပြီးလို့ရှိရင်အဲ့ဒီထန်းလက်ကို ကောင်းမှမိုးပြီးတော့ရေကန်ထဲမှာဆင်းပါအဲ့ဒီရေကန်ထဲမှာဆင်းပြီးတော့ရေကန်ထဲမှာထန်းလက်ခုနှစ်လက်ကိုထားခဲ့ကိုရင်လေးကကုန်းပေါ်တက်ခဲဆိုပြီးတော့မင်းလိုက်ရောမြတ်စွာဘုရားကအဲ့ဒီတိုင်ကိုရင်လေးကလှုပ်လိုက်တယ်ထိုနေ့ကိုမိုးကျွတ်ပြစ်မဲ့နေ့ကိုပေါ့နော်လှုပ်လိုက်တဲ့အခါကျတော့ကိုရင်လေးကတကယ်မိုးကျွတ်ပြစ်လိုက်တယ်ထန်းလက်ကနချမ်းကွဲသွားတယ်ကိုရင်လေးကအသက်ရှမ်းတာခွင့်ရသွားတယ်အဲ့ဒါကိုနောက်